မင်္ဂလာပါရှင်ဒီနေ့တတမရန်တင်ချာတက်ကအခန်းကျင်းလေးချက်ငင်းတတမလီနံပါတ်1ကိုဆက်ပြီးတော့ရှင်းပြပေးမှာဖြစ်ပါတယ်နံပါတ်1ကကိမင်းများအသုံးပြု၍အောက်ပါတို့ကိုတက်ပါဒါဆင်စမတို့ကဒီမှာကိမင်းသုံးပြီးမှဖြစ်ပါမယ်ဟုတ်ပြီပုံဆွဲမယ်အဲ့တော့ကိမင်းဆွဲမယ်ပေါ့နော်ကိမင်းဆွဲတဲ့ခါမှာဆင်မတို့ဒီအရင်ဦးဆုံး7ကိုဆွဲမယ်ပြီးမှ2ကိုဆွဲမယ်ဟုတ်ပြီနော်ဟုတ်ပြီအဲ့တော့ဒီမှာဆရာမဒီမှာနေရာမချခင်ပါဘောနော်ဒါကိုဆရာမတို့အရင်ဆုံးစဉ်းစားကြည့်မယ် 7+2 က9ဒါဆိုရင်ဆရာမတို့ရတဲ့ဖြေက6ရရမယ်ဒီတော့0ဒီမှာ1 2 3 4 5 6 7 8 9 10 10တိသွားလိုက်မယ်။ဟုတ်ပြီအဲ့တော့ပထမအုပ်ဆုံးပထမအုပ်ဆုံးဆင်မတို့က0ကနေပြီးတော့မှ70ဆွဲလိုက်မယ်။ဟုတ်ပြီဒီမှာ0ကနေ77 units ဆွဲလိုက်မယ်။ များသည့်အပေါင်းဖြစ်တဲ့အတွက်ကြောင့်အပေါင်းဖက်မှာရှိနေမယ်နောက်တစ်ခုသည် +2 ဆိုတော့ဒီဘက်မှာ2ဆွဲမယ်ဟုတ်ပြီနော်အဲ့တော့ d ကနေပြီးတော့မှ d မှာ90နဲ့ unit ကိုဆွဲလိုက်မယ်နဲ့ unit ကိုဆွဲလိုက်မယ်ဒါက2ဒါက7ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ဆရာမတို့ရထားတဲ့အဖြေက g ကနေပြီးတော့မှ d ထိတခါတည်းမြင်းလေးတစ်ချောင်းဆွဲလိုက်မယ်ဟုတ်ပြီနော်ဆရာမနေရာချင်းသွားတယ်အဲ့တော့ဒါက9ဒါဆိုတော့ဆရာမတို့ရတဲ့အဖြေက9အဲ့တော့သူ့အတွက်ဖြည့်ရေးမယ် seven plus two equal nine seven plus two equal nine ဆိုပြီးမှရှိလိုက်မယ်ရပြီနော်ဟောပြီဒါဆိုလို့ရှိရင်ခခွေခခွေကကြတော့ three plus minus two oh sorry three plus minus seven ဟောပြီဒါကိုအရင်ဆုံးဆင်မလို့စဉ်းစားကြည့်မယ် three plus minus seven လက္ခဏာမတွေ့နှုတ်မယ်ကြီးတဲ့လက္ခဏာကိုတက်မယ်အဲ့တော့လက္ခဏာဒီအနုတ်လာမယ်သူ့ကိုရှင်းလိုက်တော့ခွန်အနုတ်၃က၄ဒါဆိုရင်အဖြေက minus four လာမယ်ဟောပြီနော်အဲ့တော့ဆင်မလို့ဒါကို ဂိမ်းမြင်းဆွဲဖို့ရင်အတွက်ပြင်လိုက်မယ်။အဘဲတော့ဆရာမတို့ကဓာတ်ကိုဆွဲတဲ့အခါမှာ 3D အပေါင်းဘက်ကိုဆွဲမယ်။ -7D အနောက်ဘက်ကိုဆွဲမယ်ဆွဲမယ်ဆိုတော့ဆရာမကဒီနှလေးလောက်မှာ0ထားလိုက်မယ်။ဒီဘက်က +1 2 3 4ဒီဘက်က -1 -2 -3 -4 -5 -6 -7 -8 -9 -10 -11 -12 -13 -14 -15 -16 -17 -18 -19 -20 -21 -22 -23 -24 -25 -26 -27 -28 -29 -30 -31 -32 -33 -34 -35 -36 -37 -38 -39 -40 -41 -42 -43 -44 -45 -46 -47 -48 -49 -50 -51 -52 -53 -54 -55 -56 -57 -58 -59 -60 -61 -62 -63 -64 -65 -66 -67 -68 -69 -70 -71 -72 -73 -74 -75 -76 -77 -78 -79 -80 -81 -82 -83 -84 -85 -76 -77 -78 -79 -80 -81 -82 -73 -74 -7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 5 -76 -77 -78 -79 -80 -81 အဲ့တော့ဒီကနေပြီးတော့မှဒီကိုတုံးပြီးဆိုရင်မှဆွဲလိုက်မယ်ဆီမှာဟုတ်ပြီနော်သူ့ရဲ့များကောင်းဒီဘလို့လာမလဲဆိုတော့ဒီဘက်ကိုလာမယ် positive ဘက်ကိုလာမယ်ညာဘက်ကိုလာမယ်ဟုတ်ပြီနော်ဒါဒီတုံးဆီမှာတော့အနှုတ်7ဆွဲမယ်ဆိုတော့ဒီဘက်ကနေဒီကနေပြီးတော့မှဒီဘက်ကိုလာမယ်ဘယ်ဘက်ကိုလာမလဲသူဒီ minus ဖြစ်နေတဲ့အတွက်ကြောင့် minus ဘက်ကိုလာမယ် ဲ့တော့ခုနှစ် unit ဆွဲမှာဆိုတော့တယူနစ်နှစ် unit 3 unit 4 unit 5 unit 6 unit ခုနှစ် unit ဆိုတော့ဒီထိလာမယ် -40 ဟုတ်ပြီအဲ့တော့ဆွဲချလိုက်မယ်သူ့ကိုတက်အောင်ဆွဲလိုက်မယ်ဒါက -7 ဟုတ်ပြီဒါဒီဆမ်မတို့ဆွဲလိုက်တာဒီဘက်ကိုဆွဲတာ3ဒီဘက်ကိုဆွဲတာ -7 ဒါဆိုရင်ဒီမှာဆမ်မတို့ကြန့်ရှိနေတာဘယ်လောက်လဲဆိုလို့ရှိရင် -4 ဆိုမှကြန့်တယ်ဟုတ်ပြီရတဲ့အဖြေကအနှုတ်ဖြစ်တဲ့အတွက်ကြောင့်အများကိုဒီဘက်လက်ပြီးဆွဲမယ် -4 အဲ့တော့သူ့ကိုဆမ်မတို့ရှင်းလိုက်တာဒီ 3 plus minus 7 the minus 4 yai အဘယ်တော့ဆမရောဂငယ်ဆက်သွားမယ် minus 2 plus 6လက္ခဏာမတူလက္ခဏာမတူရင်နှုတ်မယ်ခြေတဲ့လက္ခဏာကိုတက်မယ်ဆိုတော့ဆမရောနှုတ်လိုက်ရမယ်6အနှုတ်နှစ်က4ခြေတဲ့လက္ခဏာကိုတက်တော့အပေါင်းအဲ့တော့ဆမရောရမယ်ဖြေကအပေါင်းလေးကိုရမယ်ဟုတ်ပြီနော်အဲ့တော့ဆမရောကအရင်ဦးဆုံးအနှုတ်နှစ်ကိုဆွဲအောင်မယ်ဆိုတော့ဒီနောက်လောက်မှာ0ထားလိုက်ပြီးမှ အနှုတ်နှစ်ကိုဆွဲလို့ရအောင် minus 1 minus 2 minus 3 ပြီးတော့ဒီဘက်ကတော့1 2 3 4 5 6 7အဆင်ပြေတယ်လို့ဒီဘက်မှာဆွဲလို့ရတယ်။အဲ့တော့ -2 ကိုဆွဲမယ်0ကနေ -2 အဘိဒါက -2 plus 6ဆိုတော့ဒီကနေပဲညာဘက်ကိုလာမယ်ဟုတ်ပြီနော်အဲ့တော့ဒီကနေပြီးတော့ညာဘက်ကို6 unit 1 2 3 4 5 6ဆိုတော့၄ထိလာမယ်ပရိုဆမ်ရီဂျီနယ်လေးကိုဆက်လိုက်မယ်အဲ့တော့ဒါက plus 4ဟုတ်ပြီအဲ့ဒါဆိုတော့ sorry ဒါက6ကိုဆွဲလိုက်တာဆက်မလို့ရတဲ့ဖြစ်ဒီဒီကနေဒီထိမှာ4ပဲရမယ်ရတဲ့ဖြစ်ကအပေါင်းဖြစ်တဲ့အသက်ကြောင့်မလို့ညများဒီညာဘက်မှာရှိနေမယ်အဲ့တော့ဒါက4ဟုတ်ပြီနော်ဟုတ်ပြီဒါဆိုလို့ရှိရင်ဒါဆက်မလို့ကကငယ်အတွက်ဂိမ်းမြင်းကိုဆွဲပြီးသွားပြီအဖြေရေးလိုက်မယ် -2 plus 6 equal 4 ဟုတ်ပြီနောက်တစ်ခုကကျတော့ကကြီးမှာ -4 plus -2 2ကလက္ခဏာ2တဲ့နှုတ်ရဲနှုတ်ရဲဆိုတော့လက္ခဏာ2ရင်ပေါင်းမယ်2ရဲ့လက္ခဏာကိုတက်မယ်ဆိုတော့ -4 plus -2 ဒီ -6 ရမယ်အဲ့တော့ similar ဆွဲတဲ့ပုံဒီ -6 ရရမယ်ဟုတ်ပြီအဲ့တော့အရင်ဆုံး0ကနေဆင်မတို့2နေရာကို game ငလေးတစ်ကြောင်ဆွဲလိုက်မယ်ဟုတ်ပြီနော်အဲ့တော့သူကဒါက minus အ2ဟုတ်ပြီဆင်မ -2 အရင်ဆွဲလိုက်လို့ဟုတ်ပြီနော်ဟုတ်ပြီဒါတော့ -4 ကိုဆွဲလိုက်မယ် မန်နက်စ်ဖော့ဆိုတော့၄နဲ့၃၄၄ယူနစ်ဆိုတော့ဒီထိ၄ယူနစ်ကိုဆွဲလိုက်မယ်အဲ့တော့ဒီထိရပါလဲဆိုတော့ -4 အဲ့တော့ဆမရိယာရဲ့ဖြည့်ဒီဒီကနေဒီထိက -2+ -4 ဒီ -6 ရမယ်အဲ့တော့တကယ်လို့ -4 ကိုအရင်ဆွဲမယ်ဆိုရင်ဒါလေးကိုအရင်ဆွဲလိုက်ဟုတ်ပြီနော်အဲ့ဒါပြီးတော့မှဒီဘက်ကို2ဆက်ဆွဲမယ်အဲ့တော့သူ့အဖြေကဘယ်လောက်ရလဲဆိုတော့ -6 ရမယ်ဟုတ်ပြီနော်အဲ့တော့ -4 +-2 -6 ဟုတ်ပြီဒီမှာဆ ्याम ကခုနအတွက်ပြလိုက်တဲ့ခါကြီးကဒါနံပါတ်ငါနော်ဒါကကြတော့နံပါတ်ခါကြီးဆ ्याम ကနည်းနည်းလွဲသွားတယ်နော်ဘာမှမဖြစ်ပါဘူးနံပါတ်ကလေးပဲလွဲတာပါဟုတ်ပြီအဲ့တော့ဒီမှာ -3 plus -5 နောက်ခုစလုံးစဉ်းစားကြည့်မယ်သူကအနှုတ်သူကလည်းအနှုတ်အဲ့တော့လက္ခဏာတွင်ရင်နှုတ်မယ်ဒူတဲ့လက္ခဏာကိုတက်တော့အနှုတ်ဒါဆ ्याम တို့စဉ်းစားရမယ့်အဖြစ်အနှုတ်3အနှုတ်5ဆိုတော့အနှုတ်8အဲ့တော့ဆ ्याम တို့ -8 ကိုရမယ် ဟုတ်ပြီအဲ့တော့နောက်တစ်ခုစဉ်းစားရမှာကတော့ဒီလိုကိမ်းမြန်ဆွဲလိုက်တဲ့အခါမှာသူကလည်းအနှုတ်သူကလည်းအနှုတ်ဆိုတော့ဆင်းရောအနှုတ်ဘက်ကိုပဲဆွဲလိုက်မယ်ဘယ်ဘက်ကိုပဲဘယ်ဘက်ချမ်းအောင်ပဲဆွဲလိုက်မယ်ဟုတ်ပြီအဲ့တော့0ကနေပြီးတော့ -3 ဆိုတော့ဒီထိကိုဆင်းမများလေးတစ်ကြောင်ဆွဲမယ်ဒါက -3 အဲ့တော့ -5 ဆိုတော့ဒီဘက်ကိုပဲဆက်သွားမယ်ဒီကနေပြီးတော့1 unit 2 unit 3 unit 4 unit 5 unit ဆိုတော့ဒီထိဆက်ဆွဲမယ်အဲ့တော့ဒါလေးကိုဒီလိုဆက်ဆွဲလိုက်တော့ဒါက -5 ဆမ်မရီရတဲ့ဖြည်သည်ဒီကနေပြီးတော့မှဒီထိ ဒါဘယ်လောက်လဲဆိုတော့ -8 ဆိုပြီးမှရတယ်။ဒါပြီးနော်အဲ့တော့သူရဲ့အဖြေကိုရေးလိုက်မယ် -3 bracket of -3 bracket of -5 -8 ဆိုပြီးမှရ။အဲ့တော့5 -3 ကိုဆက်ပြီးတော့ကြည့်မယ်။အဲ့တော့သူ့ကိုစဉ်းစားကြည့်မယ်။ဆရာတော်သူကအပေါင်းသူကအနှုတ်ဖြစ်တဲ့အတွက်ကြောင့်မလို့လက္ခဏာမတူတော့နှုတ်လိုက်မယ်။ဟုတ်မနော်။တူတဲ့လက္ခဏာအော် sorry လက္ခဏာမတူရင်နှုတ်မယ်။ကြီးတဲ့လက္ခဏာကိုတက်မယ်ဆိုတော့ငါအနှုတ်၃နှစ်ရမယ်သူကအပေါင်းရမယ်အဲ့တော့ summary ရမယ်ဖြစ်ပြီး +2 ရမယ် ဟုတ်ပြီဟောဆရာမတော်အရင်ဆုံး5ကိုဆွဲလိုက်မယ်0ကနေ5ဒါဒီအပေါင်း5ပေါ့နော်အပေါင်းယူစရာမလိုပါဘူး plus 5ကိုဆွဲလိုက်ပြီးပြီးတော့မှအနှုတ်3ဆိုတော့လှည့်လာမယ်ဒီကနေပြီးတော့အနှုတ်ဖက်ကို3ယူနေလဲမယ်1 2 3 3ယူနေလှည့်လိုက်တယ်ဒါကကြတော့ -3 အဲ့တော့ရတဲ့ဖြေကဒီမှာရှိတယ်အဲဒီကနေဒီထိအဲ့တော့ရတဲ့ဖြေကအပေါင်းဆိုတော့များသည့်ညဘက်မှာရှိမယ်အဲ့တော့သူကနှစ်ဒါပဲနော်အဲ့တော့သူကအဖြေရေးမယ်5 bracket of -3 equal to ကြောက်ပြီးတော့ဆင်မတို့စလင်ကိုကြည့်မယ်5 5တူကရင်းလုံးစဉ်းစားကြည့်လိုက်မယ်လက္ခဏာမတူဘူးလက္ခဏာမတူတော့နှုတ်မယ်သူကအပေါင်းကသူကနှုတ်ကလက္ခဏာမတူတော့နှုတ်လိုက်မယ်ပြီးတော့မှအဲကြည့်တဲ့လက္ခဏာကိုတက်ဆိုတော့သူကတော့နှုတ်ခွစလုံးတူတူပဲဆိုတော့ငါးနှုတ်ငါးဒီတုံညဆိုဆင်မရရတဲ့အဖြေကတုံညဖြစ်နေရပါမယ်။အဲ့တော့အရင်ဆုံးအနှုတ်ငါးကိုဆွဲလိုက်မယ်။ဒီမှာ0ကနေပြီးတော့ဒီမှာအနှုတ်ငါး။ဟုတ်ပြီနော်။အဲ့တော့ဒီကိုဆင်မဆွဲလိုက်မယ်။နင်းကြောင်တစ်ကြောင်ဆွဲလိုက်မယ်။ ဒါကအနှုံငှဟုတ်ပြီနော်အဲ့တော့ဒီကနေပြီးတော့မှအပေါင်းဘက်ကိုပြန်လာမယ်သူကအပေါင်းငှအဲ့တော့သူ့ရဲ့အဖြေက0အဲ့တော့အဖြေရေးမယ် -5 bracket တော့ -5 5 0ဟုတ်ပြီနံပါတ်3ကိုဆက်ကြည့်မယ်အဘပုံများတွင်ဂိမ်းပြည့်များပေါင်းခြင်းကိုဖော်ပြထားသည့်ပုံတွင်ခွက်လက်များကိုဖြည့်ပါဟုတ်ပြီအဲ့တော့ကျွန်တော်တို့ကဒီမှာခွက်လက်ပေးထားတယ်ဒီမှာခွက်လက်ပေးထားတယ်အဲ့တော့ဒါကိုကြည့်ကြည့်လိုက်မယ်တယူနစ်နှစ်ယူနစ်ဆိုတော့ဒီမှာနှစ် ဟုတ်ပြီနော်အဲ့ဒါပြီးတော့မှဒီမှာ3အဲ့တော့နှစ်ရဲ့ဒီဘက်မှာ3ယူနစ်ရဲ့ဆက်သွားလိုက်တော့ဒီကနေဒီထိရှိတာက9ယူနစ်ဆိုတော့ဒီမှာ9ဟုတ်ပြီနော်အဲ့တော့နှစ်အပေါင်း3ကအဖြေက9ရမယ်ဟုတ်ပြီနော်နောက်တစ်ခုကြည့်မယ်ခခွေခခွေကကြတော့ဒီကနေဒီထိရအရင်ဆုံးစာလေးကိုကြည့်လိုက်မယ်ဒီကနေဒီထိက1ယူနစ်2ယူနစ်3ယူနစ်လက္ခဏာကအနှုတ်ဆိုတော့ဒါကအနှုတ်3အနှုတ်3ကနေ9ယူနစ်ဆက်လာတယ် နဲ့3 4 5 5ယူနဲ့ဒီဘက်ကိုလာရတယ်။အဲ့ဒါပြီးတော့မှဒီမှာကျန်တဲ့ဟာကဒါလေးပဲ။အဲ့တော့အဖြေကတော့1ယူနဲ့2ယူနဲ့ပေါ့နော်။အဖြေကအပေါင်းလားအနှုတ်လားဆိုတာသိချင်လို့ရှိရင်သူရဲ့အများကောင်းလေးကိုကြည့်လိုက်မယ်။ညာဘက်မှာရှိနေတဲ့အတွက်ကြောင့်မလို့အဖြေကအပေါင်းဆိုတော့2ယူနဲ့။ဖြေရေးမယ်အနှုတ်3အပေါင်း5အနှုတ်3အပေါင်း5က2ရပါမယ်။ဟုတ်ပြီ။အဲ့တော့ဒီမှာကဒီများလေးကိုကြည့်မယ်။ ဒါကကြတော့အနှုတ်သုံးတုံညာကလည်းဒီဘက်ကိုလာရတဲ့အနှုတ်သုံးအနှုတ်သုံးကလည်းဒီဘက်ကိုလာတာနှစ်ယူနစ်တယူနစ်နှစ်ယူနစ်ဆိုတော့ဒါကအနှုတ်နှစ်လာမယ်အဲ့တော့ဒီကနေပြီးတော့ဒီ ठी ကအနှုတ်ငါး ठी ရောက်လာပြီဆိုတော့ဒါကအနှုတ်ငါးလာမယ်ဟုတ်ပြီနော်အဲ့တော့အနှုတ်သုံးဒါကကြတော့အပေါင်းအနှုတ်နှစ်ကအနှုတ်သုံးအနှုတ်နှစ်ကအနှုတ်ငါးဆိုပြီးရရှိကာကြီးကိုဆက်ကြည့်မယ် အဲ့တော့ဒီကနေပြီးတော့သူကအပေါင်းเนาะလေးဘက်ခိုးလာတယ်ဆိုတော့2 3 4ဆိုတော့ဒါက4 4ရကနေဒီဘက်ကို2ယူနစ်လာတယ်2ယူနစ်2ယူနစ်အဲ့တော့2ယူနစ်လာတာက2လက္ခဏာကိုစဉ်းစားကြည့်မယ်သူကဘယ်ဘက်ကိုများထိုးနေတာဖြစ်တဲ့အတွက်ကြောင့်မလို့အနှုံးနစ်ပေါ့เนาะအဲ့တော့ solution summary ဒီမှာရေးရမှာဒီ4 plus minus 2အဲ့တော့လေးတဲ့အနေနဲ့ကိုနှုတ်လိုက်တော့ရမှာဒီဒီမှာနှစ်အဲ့တော့ဒါကကြတော့ညာဘက်ကိုထိုးထားတယ်ပြီးတော့သူက1 unit 2 unit ရှိတယ်ဒီမှာက2ရမယ် ဟုတ်ပြီနော်အဲ့တော့ပုံကိုအရင်ပုံကဟာကိုအရင်ဖြည့်ပြီးမှဒီမှာဖြည့်ရင်လည်းရတယ်လို့ဆမရောဒီမှာစမ်းစားပြီးမှဖြည့်ချင်လည်းရတယ်ဟုတ်ပြီလားဟောဒါဆိုလို့ရှိရင်ဆမရောကဒီမှာလေးရေးလိုက်တယ်နှုတ်နဲ့ရေးလိုက်တယ်ဒီမှာစမ်းစားပြီးတော့မှဒီမှာဖြည့်လိုက်တယ်ဟုတ်ပြီနော်အဲ့တော့ပုံမှာကတော့အဓိကပြတ်ထားပြီးသားကတော့အာဒီမြားကောင်းလေးတွေပဲဒီမြားကောင်းကိုကြည့်လို့ရှိရင်ကိုကအဲ့ဒါကဒီ positive လား negative လားအပေါင်းလားနှုတ်လားဆိုတာတခါတည်းသိမယ်ဟုတ်ပြီဒီမှာကြည့်မယ်1 2 3 4 5ဒါက5 အဲ့တော့အပောင်းနော်ဒါက0ကနေညာဘက်ကိုသွားတယ်အပောင်းအပောင်းကနေဒီဘက်ကိုလာတာကဒါကဒီဘက်မှာအနုတ်ကိုပြထားတယ်ဆိုတော့အနုတ်အဲ့တော့ဘယ်နှ unit ရှိလဲကြည့်အောင်1 2 3 4 5 6 9 9 unit ဆိုတော့ဒါဒီခွန်လက္ခဏာကအနုတ်အဲ့တော့ရတဲ့အဖြေကဒီအမဲလေးအဲ့ဒီအမဲလေးကဒါကနှုတ်ခွန်ညာဒီအနုတ်ဘက်ကိုတက်ထားတယ်ဆိုတော့သူကအနုတ်အဲ့တော့ဆိုတော့တက် unit နဲ့ unit အဲ့တော့အဖြေကတော့ -2 ဟုတ်ပြီနော်အဲ့တော့ဒီမှာအရင်ဆုံးရေးလိုက်မယ်5 ပြီးတော့မှဒါက -7 ပြီးတော့ဒါက -2 နောက်တစ်ခုဆာလုံးဆာလုံးမှာဒီကနေဒီကိုက0ကနေ -5 ဒါဆိုဒါက -5 ရှိမယ် -5 ကနေဆက်ပြီး -5 ကိုပဲသွားတယ်မနေ unit သွားလဲဆိုတော့2 unit သွားတယ်ဒါတော့ -2 ဒီကနေပြီးတော့ဒီထိကျွန်တော်တို့ရတဲ့အဖြေကလည်း-ဆိုတော့ unit တွေကြီးကြည့်မယ် day နဲ့3 4 5 6ခု9 unit ဆိုတော့ဒါက -7 ရပြီနော်နောက်ပြီးတော့ဆိုရင်ဆင်မတို့ collect ကလေးတွေဖြည့်ကြည့်အောင်4 2အဲ့တော့4 2 equal ဘာနဲ့ to the late အဲ့တော့ similar ရှိမှလေ့လာခဲ့တဲ့ဂုဏ်တက်တိတွေကိုဒီမှာပြန်ပြီးတော့သုံးပေးရပါမယ်ဟုတ်ပြီနော်4 2ကဘာနဲ့ to the less ဆိုတော့2 4နဲ့2မယ်ဟုတ်ပြီလား တော့ဒါကတော့ဖလဲရကုန်တည်းတိ4 2 2 4အဲ့တော့သူ့ကိုရှင်းလိုက်တော့လက္ခဏာမတူတော့နှုတ်မယ်ကြီးတဲ့လက္ခဏာကိုတက်တော့အဖြေကနှစ်အနှုတ်တက်အပါအနှုတ်နဲ့အနှုတ်တက်နဲ့အနှုတ်နဲ့ပေါင်းတယ်ဆိုတာဒီအနှုတ်နဲ့အနှုတ်တက်ပေါင်းတာနဲ့တူတယ်အဲ့တော့သူ့ကိုရှင်းလိုက်တော့လက္ခဏာတူရင်ပေါင်းတူတဲ့လက္ခဏာတက်အနှုတ်3အနောက်ကျအမြောက်သူကမြောက်ထားတယ်ဒီမှာမြောက်မယ်ဒီမှာပြောင်းပေါင်းမယ်ဟုတ်ပြီနော်ဒါဖြန့်ဝေရအဲ့တော့ဖြန့်မယ်ဆိုတော့ ီလိုဖြတ်မယ်အနှုတ်တက်ကငါးနဲ့လည်းမြောက်မယ်အနှုတ်တက်ကအနှုတ်နှစ်လည်းလည်းမြောက်မယ်အဲ့တော့အနှုတ်တက်ကငါးနဲ့မြောက်မယ်အနှုတ်တက်ကအနှုတ်နှစ်နဲ့လည်းမြောက်မယ်အဲ့တော့ဒီမှာကသူကအဆင့်တစ်ဆင့်ကြော်ထားတယ်ဒီမှာတစ်ခါတည်းပဲအဲမြောက်ပြီးသားတော့တစ်ခါတည်းရေးရမယ်အနှုတ်ချက်နဲ့ငားနဲ့ကိုမြောက်လိုက်တာကအနှုတ်ငားအဲ့တော့ကျမတို့ကမြောက်လိုက်မယ်အနှုတ်ငား ဟုတ်ပြီနော်ပြီးတော့မှခါကြတော့သူကအနှုတ်တက်နဲ့အနှုတ်နဲ့နဲ့မြောက်လိုက်ပြီအနှုတ်တက်နဲ့အနှုတ်နဲ့နဲ့မြောက်တာဒီအပောင်းနဲ့ဒါကတနီးနော်ဆရာမကဒါတနီးရှင်းပြတာအနှုတ်တက်ကငါးနဲ့လည်းမြောက်တယ်အနှုတ်တက်ကနှစ်နဲ့လည်းမြောက်တယ်ဒီနီးနဲ့ရတယ်ဒါပေမဲ့ဒီမှာဒီသူကနှစ်ခုထည့်ပြီးထားဒါဆိုရင်သူက အနှုတ်တက်ကငါးအနှုတ်နှစ်ကိုအရင်ရှင်းလိုက်တာငါးအနှုတ်နှစ်ကိုရှင်းလိုက်တာက၃ရှေ့ကအနှုတ်တက် ။နောက်သူကဘာရလဲဆိုတော့အနုတ်သုံး။ဆရာတို့ဒီနီးနဲ့သွားပြီးတွက်လို့မရဘူးလားဆိုတော့သူကအဖြေတော့တူမယ်။ဒီမှာလာပြီးတော့တော့နည်းနည်း क्वे သွားမယ်။ဟုတ်ပြီနော်။သူကတော့ဒီမှာဒီလိုနှစ်နှစ်ရရဲပေးထားတာမလို့ဆရာတို့ငါးငါးနှုတ်နှစ်ကသုံးပြီးတော့မှအနုတ်တဲ့အနုတ်တဲ့ကိုရေးမယ်။အနုတ်တဲ့အမြောက်သုံးကအနုတ်သုံး။ဟုတ်ပြီနော်။စလိမ်ကိုကြည့်ကြည့်အောင်။ငါးအမြောက်ငါးအဲ့တော့ငါအမြောက်၅ရဲ့ငါအမြောက်2ရဲ့ညမြချင်း၅ဆိုရင်မှ तू ကရှေ့ကိုပုံထုတ်ထားတယ်။ဟုတ်ပြီလား။ အဲ့ခါကျတော့ဒီမှာတူတဲ့ငားရဲ့အမြောက်ရဲ့ငားရဲ့အမြောက်ရဲ့ဘုံထုတ်လိုက်တော့ကျန်တာဒီငားရဲ့အပေါင်း2ရဲ့ကျန်တယ်အဲ့တော့5 2နားပြီနော်အဲ့တော့5 2က7 7အမြောက်7 into 5ဒီခုနက9လေ35ဖြစ်တဲ့အတွက်ကြောင့်အဖြေက35ရရ။ဒါမင်းတို့ဒါဖြန့်ဝေရအောင်တတိလေးရှေ့ကဖလဲရရဖဆက်ရရအကုန်လုံးကိုသူကတုံထားတယ်။ ဟုတ်ပြီနောက်တစ်ခုကခခွေဆံမပြောင်းမြန်နေဖြစ်သွားတယ်နော်နင်းအမြအနှုတ်သုံးဒီဘာနဲ့တူလဲဆိုတော့အမြုတ်အနှုတ်သုံးအမြနှစ်နဲ့တူတယ်တုံးနဲ့လေးရာ6အနှုတ်6ဟုတ်ပြီနော်အဲတဲ့အမြအနှုတ်သုံးဒီအနှုတ်သုံးအမြအနှုတ်7နဲ့တူတယ်တုံးတလေးက3လက္ခဏာကအနှုတ်ရဲ့အနှုတ်ရဲ့မြောင်းလို့ရှိရင်အပေါင်းဟုတ်ပြီနော်ဒီမှာကအနှုတ်ရဲ့အပေါင်းရဲ့မြောင်းလို့ရှိရင်အနှုတ်နောက်ခုကြည့်မယ်ဒီမှာ၄အမြ၄အမြအနှုတ်၃အနှုတ်ခွန်သူကနှစ်ခွက်ထည့်ပေးထားတာဆိုဒီလိုဝင်မြောက်တာတွေမလုပ်တော့ ဟုတ်ပြီနော်ဒီခုနလိုပေါ့ငှားတော့အလုံးပေါ့အဲ့တော့လေးကိုထားလိုက်မယ်ဒါကိုအရင်ရှင်းလိုက်မယ်ခွင်းကိုရှင်းလိုက်မယ်အနှုတ်သုံးအနှုတ်ခွန်ကိုရှင်းလိုက်တော့အနှုတ်30ရမယ်ဒီနှစ်ခုမြောက်မယ်40လီက40ဟုတ်ပြီနော်ပြီးတော့လက္ခဏာကအနှုတ်ရမနော်နောက်တစ်ခုဆက်ကြည့်ပါမယ်ငှားအမြောက်ငှားငှားအမြောက်ခွန်ဒီမှာက နှစ်ခုတည်းပေးထားတယ်ပြီးလို့ရှိရင်သူကဒီလိုမျိုးဘုံထုတ်ထားတာမရှိဘူးဘုံထုတ်လို့ရမရဘူးလားဆိုတော့ဒါကိုဘုံထုတ်ပြီးတော့မှငါအပေါင်းခွန်ဆိုရင်မှဂျာထဲမှာထားခဲ့လို့ရတယ်ဒီမှာကနှစ်ခွက်တည်းပေးထားတယ်ဒီလိုမပေးထားဘူးဒါဆိုရင်စမတော့ငါးငါး25ဆိုရင်မြောက်လိုက်မယ်ခုနက်ငါးလေး35ဆိုရင်မှမြောက်လိုက်မယ်35အပေါင်း25က60ဟုတ်ပြီနော်။ဒါဆိုရင်တော့ဒါရရသွားပြီလို့ထင်ပါတယ်။ဒါဆိုရင်ကျွန်တော်နံပါတ်9ကိုတွားမယ်။ဖြန့်ဝေရာခွန်တတိကိုတုံးမယ်။ ကာစီကိုချစ်ချင်အောင်လေးအမြောက်၃အပောင်းလေးအမြောက်အနုံနဲ့ဆမရဘာကိုသုံးရမလဲဆိုတော့ဖြန့်ဝေရကိုတတိယသုံးမယ်အဲ့တော့ဒီမှာဘုံထုတ်လို့ရတာပါရှိလဲကြည့်လိုက်မယ်လေးအမြောက်အတူတည်းဟာကြည့်မယ်နော်အဲ့တော့လေးရဲ့အမြောက်ရဲ့ကိုထုတ်ပလိုက်ပြီကျန်သားပါလဲဆိုတော့၃အပောင်းအနုံနဲ့ဆွေမှာကျန်တယ်၃အပောင်းအနုံနဲ့အဲ့တော့ဒီလေးကိုဒီတိုင်းထားမယ်အဲ့တော့ဒီလိုပေးထားရင်ဆမရဒီလိုပြောင်းပြီးတွက်လိုက်မယ်ဒီလိုပေးထားရင်ဒီလိုပြောင်းပြီးတွက်လိုက်မယ်ဒါဖြန့်ဝေရကိုတတိယသုံးလိုက်တာပဲဟုတ်ပြီလား အဲ့တော့၃အနှုတ်နှစ်ဒီလက္ခဏာမတူတော့နှုတ်မယ်ကြီးတဲ့လက္ခဏာအောင်တက်မယ်ဆိုတော့တက်ပေးရမယ်သူ့ကိုရှင်းလိုက်တာကတက်ရမယ်အဲ့တော့ဒါက၄တလိခါလေးခါဝေးကြည့်မယ်နှဲ့မြောက်အနှုတ်၃အပေါင်းနှဲ့မြောက်ခွန်ဂျားတဲ့ကလက္ခဏာကအပေါင်းဒီဘက်မှာမြောက်တယ်ဒီဘက်မှာမြောက်တယ်မြောက်ချင်းနဲ့ပေါင်ချင်းဟုတ်ပြီနော်ဂိမ်းပြည့်များ မြောက်ချင်းနဲ့ပေါင်းချင်းဟုတ်ပြီတူနေတာလေးတွေကြည့်မယ်နှဲ့အမြောက်ဒါနှဲ့နဲ့မြောက်ထားတာဆိုနှဲ့အမြောက်ကိုပုံထိုးလိုက်မယ်ရှေ့မှာရှိတာကအနုတ်တော့ပြီးတော့မှအပောင်းနောက်နောက်မှကျန်နေတာကခွန်ဟုတ်ပြီလားအဲ့တော့ဒီခွင်းကိုဒီမှာမထည့်ကျင်လဲရတယ်ဘာဖြစ်လို့လဲဆိုတော့သူ့ရှေ့မှာလက္ခဏာကဒီမှာခွင်းခက်ထားပြီးသားဟုတ်ပြီနော်အဲ့တော့နှဲ့အမြောက်ဒါအနုတ်သုံးနဲ့ခွန်နဲ့ရှင်းလိုက်မယ်လက္ခဏာမတူလက္ခဏာမတူတော့နှုတ်မယ်ကြီးတဲ့လက္ခဏာကိုတက်မယ်အဲ့တော့ခွန်အနှုတ်၃က၄ အဖြေကနှစ်လေးလီကရှစ်။ဟုတ်ပြီ။ကန်းငယ်က100နဲ့အမြောက်လေး133အမြောက်လေးဟုတ်ပြီ။တူနေတာပါရှိလဲဆိုဆင်မတို့ကြည့်လိုက်မယ်။လေးအမြောက်လေးအမြောက်လေးထူတယ်။အဲ့တော့သူ့ကိုဆင်မတို့ကပုံထုတ်ထားလိုက်မယ်။သူကနောက်မှရှိနေလို့နောက်မှထုတ်လိုက်မယ်။အဲ့တော့ဈားထဲမှာကျန်တာကလက္ခဏာရောပါတစ်ခါတည်းဝိုင်းထားလိုက်။ကလေးတွေကတချို့ကလေးတွေကဒီဈားထဲမှာတွေအမြောက်တွေနဲ့လာတော့တာ။ဟုတ်ပြီနော်အဲ့ဒီခါကျတော့ဒီရှုပ်ပုံနဲ့မရတော့ဘူးနော်အဲ့တော့အပေါင်း130နဲ့3 ဒါဆိုလို့ရှိရင်ဆရာမတို့ကဒီလိုဝိုင်းလိုက်တဲ့အခါမှာအမြောက်လေးအမြောက်လေးတစ်ခါတည်းဝိုင်းလိုက်ရင်သူ့ကိုထုတ်လိုက်လို့ရှိရင်ကျန်နေတာကဈားထဲမှာလက္ခဏာအပေါင်းကျန်တယ်ဆိုတာလေးကိုကလေးတွေကသိထားဖို့လိုမယ်။မဟုတ်လို့ရှိရင်ဈားထဲမှာလက္ခဏာတွေကအမြောက်တင်နေလာတဲ့အခါမှာဒီမြောက်လိုက်တဲ့အခါမှာဂိမ်းနေရာကြီးသွားတယ်ပေါ့နော်။လွယ်လွယ်လေးနဲ့တက်လို့ရမယ့်ကိစ္စသည်တအားခက်သွားတယ်ပေါ့လေ။အော်ပြန်တော့102ရဲ့133ရဲ့ပေါင်းလိုက်မယ်။3အပေါင်းနဲ့က9တက်က1တည့်ရတည့်ရက9 235အမြောက်လေး ့ဒါမြောက်လိုက်မယ်ဒေ9လေး20 3ရေးနှစ်မှလေတလီလေးလေးရနဲ့ရပေါင်းတော့6လေးနဲ့လေးရှစ်ရှစ်ရနဲ့60ဆိုပြီးတော့ရပါမယ်။ဟောဘိခကြီးကိုကြည့်မယ်။နဲ့အမြောက်အနုံ20နဲ့ဟောဘိနော်အပေါင်းနဲ့အမြောက်320နဲ့1။နောက်ဆိုရင်တူနေတာလေးတွေဝိုင်းကြည့်လိုက်မယ်။နဲ့အမြောက်နဲ့အမြောက်တူတယ်။ချက်ဝေရအောင်တတိယသုံးပါဆိုတော့သူ့အပေါင်းထုတ်မယ်။နဲ့အမြောက်ဆီမပေါင်းလို့လိုက်မယ်။ ကျန်နေတာကလက္ခဏာကိုအဓိကထားပြီးတော့ကြည့်ပါမယ်နော်အပေါင်းဒါကခွင်းခက်မယ်အနုံ321ဒီနောက်ကဝင်းတကွင်းထပ်ပါမယ်ဒီခွင်းကကြတော့ဆိုတော့အနုပ်ကိုခွင်းခက်ထားတာဖြစ်ပြီးတော့မှနောက်ကခွင်းကကြတော့ဒီတစ်ခုလုံးကိုခွင်းခက်ထားတာဖြစ်တယ်ဟုတ်ပြီဒါဆိုလို့ရှိရင်နှစ်အမြောက်သူကကြတော့အနုပ်ရဲ့အနုပ်ရဲ့ကလက္ခဏာတူတယ်လက္ခဏာတူတဲ့အတွက်ကြောင့်မလို့ပေါင်းမယ်ဟုတ်ပြီနော်အဲ့တော့နှစ်ရဲ့တစ်ရဲ့ပေါင်းတာက3နှစ်ရဲ့နှစ်ရဲ့က4 3ရဲ့နှစ်ရဲ့ကကြတော့6 အော် sorry နေ့နေ့ကလေ3ကကြတော့3 343သူကလက္ခဏာက အနှုတ်ဒါဆိုရင်သူက343ကိုနှစ်နဲ့မြောက်ပေးရမယ်နိုင်ပြီနော်။ဒါ22ရဲ့321ရဲ့ပေါင်း342 342ကိုနှစ်နဲ့မြောက်မယ်။လက္ခဏာကတော့လက္ခဏာတူရင်ပေါင်းမယ်။တူတဲ့လက္ခဏာကိုတက်မယ်။အဲ့တော့3နဲ့4က6နှစ်4က8နှစ်3က6ဒါကအနှုတ်အနှုတ်686ဆိုပြီးတော့ရမယ်။နောက်တစ်ခုကငှက် ။အမှတ်ငှပေးထားတာက112အမြောက်4အပေါင်း3အမြောက်အနှုတ်4ဒီနေရာလေးမှာကျွန်တော်စဉ်းစားရမှာတစ်ခုကတော့အမြောက်4ရဲ့အမြောက်အနှုတ်4ရဲ့ဖြစ်နေ။ဟုတ်ပြီနော်အဲ့တော့မြောက်တယ်ဆိုတာက၄၃၄စနစ်သူ့အမြောက်လိုက်လို့ရှိရင်အနှုတ်စနစ်ရတယ်အနှုတ်ကဒီမှာထားခဲ့လို့ရတယ်နော်၃မှာထားခဲ့လို့ရပြောချင်တာကကြတော့အနှုတ်၃အမြောက်၄လေအနှုတ်စနစ်ဖြစ်ပြီးတော့မှာ အာတုံးအမြအနှုတ်လေးကလည်းအနှုတ်စနစ်ဖြစ်တယ်အဲ့တော့ဆင်မလို့ဒီအနှုတ်ကလေးကိုတုံးအောင်ပေးလိုက်မယ်အနှုတ်အမြောက်လေးကိုပဲပုံထုတ်မယ်ဘာပေါ့ပြီနော်အမြောက်လေးကိုပုံထုတ်မယ်ရှေ့မှာ130နဲ့ကျန်တယ်အပေါင်းရှိမယ်တုံးကိုအနှုတ်ပေးလိုက်တာဒီလိုလေးဖြစ်သွားမယ်ဟုတ်ပြီလားအဲ့တော့ဒီမှာအမြောက်လေးကတော့ကျန်နေမယ်130နဲ့ထဲကနေတုံးကိုနှုတ်ပေးရမယ်ဘာပေါ့လား ဲ့တော့ဒီအနှုတ်ဒီဘယ်ကလာတယ်လဲဖြစ်မှာဆိုလို့ဒါလေးရတယ်လေဒီကိုထားခဲ့လိုက်တာနော်အဲ့တော့112နှစ်ထက်သုံးအောင်မနှုတ်လောက်30ချီ30တရ3အောင်ခွန်ခွန်အပေါင်းနှစ်က6တက်က3ညာ1တရ6အမြောက်လေးဒီလိုဖြစ်လာမယ်နော်ဟုတ်ပြီဒီတော့မြောက်လိုက်မယ်6လေး36 6ရေးနမာတော့လေးတလီက၄ဆိုတော့436ဟုတ်ပြီစာလုံးကိုဆက်ကြည့်မယ်စာလုံးကကြတော့210အမြောက်3 6 အပေါင်း22အမြောက်မှာအနုတ်သုံးဟုတ်ပြီဒီမှာလည်းပဲအနုတ်သုံးနဲ့ဒီမှာအပေါင်းသုံးနဲ့အနုတ်သုံးနဲ့ဖြစ်နေဒါဆိုရင်ဒီကအနုတ်ကိုဆရာမတို့က22ကိုပေးလိုက်ဟုတ်ပြီလားအဲ့တော့230ရဲ့အပေါင်းရဲ့ဒီမှာဘာလာမလဲဆိုတော့အနုတ်22ရဲ့ဘုံထုတ်လိုက်တာကကြတော့အမြောက်3ရဲ့ဆိုမှလာဟုတ်ပြီဒါဆိုလို့ရှိရင်ဆရာမတို့က230နဲ့22ကိုရှင်းမယ်ပြီးမှ3နဲ့မြှောက်လိုက်မယ် ဟုတ်ပြီအဲ့တော့တုံရတဲ့ရနှစ်ကိုနှုတ်တော့မနှုတ်လိုက်30ချီ30တဲ့ရနှစ်ကိုနှုတ်တော့၈ချင်တက်ကတုံရဖြစ်မယ်နော်အဲ့ဒါပြီးတော့တုံရတဲ့ရနှစ်ကိုမနှုတ်နိုင်ဘူး30ချီ30တဲ့ရနှစ်ကိုနှုတ်တော့၈ချင်နှစ်ကကြတော့7ဖြစ်တယ်ဆိုတော့188ဟုတ်ပြီနော်အဲ့တော့သူကလက္ခဏာမတူတော့နှုတ်တယ်ကြီးတဲ့လက္ခဏာကိုတက်တယ်ဆိုတော့188ပဲရမယ်ပြီးတော့အမြောက်3ချင်မယ်ဟုတ်ပြီလားဟုတ်ပြီအဲ့တော့7324၄ရေ2မှတ်7324 နဆက်လေးနက်လေးနှစ်ချပါเนาะနမက်3345964အပြီးတော့အစလေးကိုဆင်မမေးခွန်းရေးမယ် -7 into 4 -87 into -4 အဲ့တော့ဒီမှာလည်းပဲဆင်မတို့စဉ်းစားကြည့်ရတော့ဘာရှိလဲဆိုတော့အမြောက်လေးရဲ့ဒီမှာကအမြောက်အနှုတ်လေးရဲ့ဒါဆိုရင်ကိုကထုတ်မှာက၄ပဲထုတ်လိုက်မယ်ဟုတ်ပြီနော်၄ကိုထုတ်လိုက်မယ်ဆင်မထုတ်လိုက်ပြီ ကျန်နေတဲ့ဟာလေးကိုဘယ်လိုရေးမလဲသူ့ကိုလေးထိုးလိုက်တာဆိုတော့ဒါကအနှုတ်ခွန်ကျန်မယ်အဲ့တော့အဲ့တိုင်းရေးမယ်ပြီးတော့ဒီမှာကအနှုတ်80ခွန်ကရှိပြီးသားအနှုတ်80ခွန်ရှိတယ်ဒီမှာကစမတို့လေးကိုပဲထိုးလိုက်တော့အနှုတ်1ကျန်တဲ့သဘောဟုတ်ပြီလားအဲ့တော့ဒီလိုလေးကျန်တဲ့သဘောပေါ့နော်အနှုတ်1နဲ့ဒီလိုကျန်တဲ့လေးကိုတော့ထိုးလိုက်တော့လေးတက်လေးလေးနဲ့လေးကိုကျတော့ဘက်ကိုထိုးလိုက်တယ် အနှုတ်တကျန်တဲ့သဘောဆိုတော့အနှုတ်ရဲ့အနှုတ်ရဲ့မြောက်မြောက်မှာဖြစ်တဲ့အတွက်ကြောင့်မလို့အနှုတ်ရဲ့အနှုတ်ရဲ့မြောက်ရင်အပေါင်းရမယ်အပေါင်း89ရမယ်။ဒါဆိုရင်ဒီအနှုတ်89ဒီအပေါင်း89ရသွားပြီ။ဟုတ်ပြီနော်။အဲ့ဒီခါကျတော့ဒီနှစ်ခုရှင်းလိုက်မယ်89အနှုတ်ခွန်က80အမြောက်လေး320ဆိုပြီးတော့ရမယ်။ နောက်တစ်ခုကနံပါတ်စာခွဲ144အမြောက်3အပေါင်း122အမြောက်3အဲ့တော့ဒီမှာလည်းပဲကျွန်တော်စဉ်းစားရမှာပါလဲဆိုတော့အနှုတ်3အနှုတ်3ကိုသူ့ကိုထုတ်လို့ရတယ်ဆိုတာပဲအဲ့တော့3ကိုပဲထုတ်လို့ရမယ်ဆိုတော့3ကိုထုတ်လိုက်မယ်ဒီမှာ3ကိုထုတ်လိုက်တော့ကျန်နေတာက144လက္ခဏာအပေါင်းဒီမှာတော့ကျွန်တော်ခုနလိုပါပါနော်112အမြောက်အနှုတ်1ကရှိနေတာ အနှုတ်ကိုထားခဲ့ပြီးတော့သုံးဖို့ပဲပို့တာဆိုတော့အနှုတ်တက်ရှိတယ်ပြောချင်တာသုံးရတက်ရထမြောက်လိုက်မြောက်ပြီးမှဒီမှာအနှုတ်သုံးရှိတဲ့သဘောဟုတ်ပြီလားဒါဆိုလို့ရှိရင်သူ့ကိုမြောက်လိုက်တဲ့ခါမှာအနှုတ်120နဲ့နှစ်လာမယ်ဒီတော့ဆင်မဒီလိုနေရလိုက်မယ်အနှုတ်120နဲ့နှစ်မြဒီတော့၄တဲ့အနှစ်ကိုနှုတ်တော့နှစ်၄တဲ့အနှစ်ကိုနှုတ်တော့နှစ်22တော့နှုတ်လိုက်တဲ့ကြီးတဲ့လက္ခဏာကိုတက်မှာဆိုတော့အပေါင်းလက္ခဏာလာမယ်ပြီးတော့အမြောက်သုံးအဲ့သူ့ကိုရှင်းလိုက်မယ်3 4 6 3 4 6အဖြေက66 ဟုတ်ပြီဒါဆိုလို့ရှိရင်ဆရာမတို့ကဒီဆမျက်နာကိုပြီးသွားပြီပေါ့နော်ဆမျက်နာကိုထီအဲ့ဒီချင်းခင်းနေပြီးသွားပြီ။နောက်ရကြရင်အခန်းနဲ့ကဗီဒီယိုလေးကိုဆက်ပြီးတော့တင်ပေးမယ်။ပြီးတော့မှတင်ချာနဲ့လည်းတင်ပေးအောင်မှာဖြစ်ပါတယ်။အဲ့တော့ခုထိပါနော်ဆရာမတင်ထားခဲ့တာကိုနားလည်တယ်ဆိုရင်လည်းနားလည်တဲ့အကြောင်းကို comment box မှာပြောခဲ့ပါ။တချို့လိုအပ်ချက်လေးတွေလည်းရှိကောင်းရှိနိုင်ပါတယ်။ဆရာမအချိန်နဲ့တိတ်မရပါဘူး။အဲ့အကြောင်းမို့လို့ပါနော်။ ခုလိုဆုံးထိနာထောင်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ရှင်